ကြောတဲ့ကအစိတ်တောင်မြလွယ်လွယ်ဖြစ်ရှင်မြာဘူးလားကျမအားထားကျမအားထားအားလုံးကိုကျမဖြစ်ရှင်ပေးမှာဗော့ ငါစီကိုဘာကြောင့်တောက်ရတယ်လဲသွေးကြောတွေရပြဿနာတွေကိုကျမဘလို့ဖြစ်ရှင်းရမလဲဆိုတာကိုကျမဒေါသထားရှိနေတည်းအသက်ရှင်နေတည်းအားလုံးကိုဆောင်ရမ်းရှောင်ရမ်းကောင်းတာမကောင်းတာလေးတွေကိုဝေခွဲပြီးပြောပြမယ်နော်အဲ့ဒါတွေမပြောပြခင်မှာကျမဗီဒီယိုလေးတစ်ပုဒ်တင်ပေးလိုက်မယ်အဲ့ဒါကိုအရင်ချစ်ပြီးသွားပြီနော်တခခုကိုသဘောပေါက်သွားပြီမလားတကယ်တော့အဲ့လိုဗီဒီယိုမျိုးကိုလွန်ခဲ့တဲ့နှစ်ကလားသုံးနှစ်ကလားမသိဘူးကျမနဲ့တတနဲ့လိုက်လွင့်တဲ့အခါမှာငါးစီလေးနဲ့ဖော်တုံးလေးကိုလုတ်ပြပြီးတော့အေးပြောသွားရင်ဂုတ် အရင်မပြောဘူးဆိုရင် no good လို့စမ်းတပြပြူးတယ်မိနေတာမနေ့ကကြက်တစ်ခုထလာတယ်တက်လာကြက်ထလိုက်တိုင်းတော့တတ်ထားတော့မပါရင်မပြီးဘူးကိုနဲ့မဆိုင်လဲပါမှာပဲဘာဖြစ်လို့လဲကျမကဗမာပြည်မှာမွေးတာမို့လို့မြန်မာနိုင်ငံကိုအရန်ချစ်တယ်အထူးသဖြင့်ဗမာပြည်မှာရှိတဲ့ပြည်သူပြည်သားကိုပို့ချစ်တယ်။ဘာဖြစ်လို့လဲကျမတို့မြန်မာနိုင်ငံကဗဟုတုတနဲ့ပတ်သက်ပြီးခြားနိုင်ငံနဲ့စာရင်အများကြီးရုတ်ရော်တာเนาะချွင်းချက်ရှိတာပေါ့เนาะအဲ့ဒါကြောင့် အခုလိုခင်မီတိုးတက်နေတဲ့ online ကနေတစ်ဆင့်တချို့ကကိုယ်သူလုတ်တယ်တချို့ကအားကိုယ်သူပြုတ်ဖို့အားမနာဘူးတချို့ကလည်းအချိန်မြင့်မရှိဘူးဘာဘဟုသူတွေ့မှမရှိဘဲနဲ့သူပြောချင်တာပြောလျှောက်ပြောနေတတ်တာအဲ့ဒီ online ပေါ်မှာရှုပ်ရှက်ခတ်နေတဲ့ဂရက်တွေအမျိုးမျိုးအယောင်ဆုံးကောင်းတာကမကောင်းတာကရော့ရက်နေတဲ့အခါမှာကျမတို့ပြည်သူကဘာလုပ်ရမလဲကောင်းတာကိုရွေးယူရတယ်မကောင်းတာကိုကြော်သွားပြီးဆေးပလိုက်ရတယ်ကောင်းတာလေးတွေကိုဆိုလို့ရှိရင်ကျမတို့တင်ထားမယ်မကောင်းတာကိုဆိုလို့ရှိရင်ကြော်သွားတတ်ဖို့တတိကရမယ်ဆိုတဲ့အဲ့ဒီတတိကိုလလပေးနေတဲ့ ောတတ်ထားပုံကိုကြီးပေါ့เนาะအခုလဲဒီကရက်ကိုကျွန်မရှင်းပြမယ်ရီတော့ရီချင်တယ်အမျိုးသမီးတယောက်ကပေါ့เนาะသူ့လက်ထက်မှာ၅စီနှစ်ဘူးဝယ်ထားတယ်ပေါ့သူ့လက်ထက်က၅စီတဘူးကတဲ့ဖော့ဘူးကိုစမ်းလိုက်တဲ့အခါမှာချက်ချင်းအေးပြော်သွားလို့တဲ့အမလေးကြောက်စရာကြီးလန့်စရာကြီးအဲ့ဒါမျိုးကဘလို့တောက်ရမလဲချက်ချင်းပြစ်ပလိုက်ရတော့မှပေါ့အခုမှဝယ်တာမချသေးဘူးဆိုပြီးတော့မှအဲ့လိုမျိုးအော်ဂျီဟစ်ကျန်နဲ့ပြောနေတာပြီးတော့မှနောက်ထပ်၅စီတဘူးကိုသူကဖော့ဘူးပေါ့ကတ်လိုက်တဲ့ခါကျတော့လုံးဝမဖြစ်ဘူးတဲ့အော်အော် အဲ့ဒါကိုကြည့်ချင်းအားဖြင့်ကျမအရေးစိတ်မကောင်းဖြစ်သွားတယ်အတိတ်အတတ်နဲ့ပြေဆုံးမှကိုကပြောရမယ့်စကားတစ်ခုကိုကိုပြောလိုက်တဲ့စကားတစ်ခုကအားလုံးအဆအဆရရတာဝန်ယူသွားရမယ်တောင်ဝင်ယူနိုင်ခြင်းတစ်ခုကိုနားမလည်ဘဲနဲ့ပစ္စလက်ခတ်ပြောလိုက်တဲ့အခါမှာတချို့ကအဲ့ငါးစီမတောက်တော့ဘူးမတောက်ရဲတော့ဘူးဆိုရင်ဖြစ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒါကဘာပေါ်မှာရှိတဲ့ကျမတို့မြန်မာပြည်သူပြည်သားများအားလုံးကိုအသက်တိုပါစေလို့ဆုတောင်းပေးလိုက်တာနဲ့အတူတူပဲကဲကျမဒီငါးစီအကြောင်းကိုရှင်းပြမယ်နော် လူတွေမှာလည်းကောင်းတာမကောင်းတာရှိတယ်ပစ္စည်းပေါ်မှာလည်းကောင်းတာမကောင်းတာရှိတယ်ဓာတ်စာပေါ်မှာလည်းကောင်းတာမကောင်းတာရှိတယ်အမြဲတမ်းကျမသတိပေးပြီးဝေခွဲပြနေလို့အခုလိုမျိုးအချက်တွေအများကြီးရထားတဲ့ဒေါ်သက်သားလို့ရက်တည်လာတာเนาะအခုလဲရှာရှည်လိုက်အောင်မယ်ကျမရှာရှည်တယ်ဆိုတာကျမတို့ပြည်သူပြည်သားတွေအတွက်เนาะကျမလိုလူမျိုးမမပြီမှာဘယ်နှယောက်ရှိသလဲကိုတိလို့ကိုတိန်းထားတာကြီးပဲပြောလိုက်ရင်စော်ကားခံရမှာဆိုလို့မပြောကြဘူးလေကျမကဘသူပဲစော်ကားစော်ကားအများကြီးပြောပြနေတဲ့စေတနာမေတ္တာက ငါးစီကိုဘာကြောင့်တောက်ရမလဲနဲ့ဘလို့ငါးစီကိုဝေခွဲပြီးတောက်ရမလဲဖော့ဘူးကိုအရေးပြောသွားစေတဲ့ငါးစီကကောင်းသလားဖော့ဘူးကိုလုံးဝအရေးမပြောစေတဲ့ငါးစီကကောင်းသလားဆိုတာကိုကျွန်မဝေခွဲပေးမယ်နော်ကျမတို့နေ့စဉ်နဲ့အမြအစားအသောက်မပြတ်စားနေတဲ့အရသာဘောင်းဆောင်စားနေတဲ့ဒီပါဇက်ပေါက်ကိုပဲအရင်ပြောပြမယ်။မျိုးစုံစားပြီးတော့မှကိန်းအောင်နေတဲ့ပါဇက်မဟုတ်ဘူးနော်။ကျမတို့ပါဇက်ကအစားအသောက်ဖြတ်ပြီးတော့အရသာခံပြီးအောက်ကိုချလိုက်တာနော်။ပြီးတော့အစားအသောက်တွေကကျမတို့ပါဇက်ထဲမှာအများတန်း စားသမျှအားလုံးဗစက်ထဲမှာအဲ့လိုပြည့်ရှန်နေအောင်တင်းထားတဲ့နေရာမဟုတ်ဘူးနော်ဖြတ်ကျော်တဲ့နေရာပဲဒီလိုဖြက်ပဲဖြတ်ကျော်တဲ့ဗစက်ကိုတောင်အစားမျိုးစုံစားပြီး၅ရက်လောက်သွားမတိုက်နဲ့ရှာလဲမပွတ်နဲ့ထထားလိုက်အဲ့ဒါဆိုရင်ကျမတို့ဖြတ်ပဲဖြတ်ကျော်တဲ့ဒီအစီအစိတ်အဤအရွက်အညစ်အချွတ်အဤတွေအားလုံးကဒီထဲမှာပောက်ဆော်နံတာကတော့မပြောနဲ့တော့ ကပ်ပြီးတော့မှပါဇက်တွေဘလောက်နေရခက်တယ်လဲဒါတော့ကျမတို့ပါဇက်စကားပြောလို့ရှင်ဟာပြီးအောက်ဆီဂျင်ရသေးတယ်နော်အဲ့လိုပါဇက်ပေါက်တာပေါ့အကြီးအရွယ်တွေအများကြီးဖြစ်စေပြီးတော့မှတချို့ဒီအာဒီကျမတို့ဘေးမှာအာဒီနှလုံးရဲ့အောက်မှာအဲ့ဒီအကြီးအရွယ်အချွဲအရစ်ကြောင့်တရှိရေလောက်တာမကောင်းတော့ကြောင့်တွားတိုက်တိုက်အော်ခါ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 လောက်စီပြီးတော့ဘလောက်မကျင်းတော့ကြောင့်အာဒီမှာတော့တော်ပြီးကြောက်တယ်ပြီးအာဒီထဲကိုအပေါက်အစာတွေဝင်ပြီးအယံနန္တာလေ ဟုတ်တယ်နော်ဒါကပါဇက်ပေါက်ပဲရှိသေးတယ်နော်အစားအသောက်မျိုးစုံအစီအစိမ့်တွေဖြတ်ကျော်တဲ့ဒီပါဇက်ပေါက်ကိုကျမတို့သွားတရက်မတိုက်ရင်တော့ကိုကိုကိုနေရခက်တယ်ခံရခက်တယ်မဟုတ်လားအဲ့ဒါတွေအားလုံးအစီပဲတွေးတိုးစီးချိုးနှလုံးသွေးကြောခြင်းလို့လက်တစ်ပြက်တေသွားတာအုံနောက်သွေးကြောပြက်လို့လက်တစ်ပြက်တေသွားတာအဲ့ဒီသွေးကြောငါးစီနဲ့သွားမှာဟုတ်တယ်နော်နောက်ထပ်ကျမတို့ဥမကြီးထဲမှာဥမကြီးပါးပါးလေးထဲမှာ အစအတော့မှအစီအစိအကြီးအရွယ်တွေလာပြီးကိန်းအောင်လို့ပဲအဲ့ဒီအစီအနစ်အကြီးအရွယ်အချွဲအပြစ်တွေကအစိုက်အတော့လို့ကျွန်မနာမည်တွင်ထားပေးတာအဲ့ဒီအချီအရွယ်အကြီးအရွယ်အပြစ်အနစ်တွေက အားလုံးကကျွန်မတို့ရဲ့ဒီဥမကြီးရဲ့နယံပါပါလေးမှာဘစ်လက်မြေကင်ထားတကယ်တော့အင်္ဂဒေလို့ခေါ်တာထူပြီးတော့မှလုံးဝကတ်နေတာ တနစ်မှာ365ရက်ရှိတယ်လို့365ရက်လုံးလုံးစားတဲ့အမြောက်သုံးသုံးနှစ်ကိုပေါင်းလိုက်ရင်ဒီအစီအစိမ့်တွေကဘလောက်များပြီးအင်္ဂရီကတ်သွားပြီးယောဂအကြီးကြီးတွေဖြစ်လာစေတယ်လဲဆိုတာဒါလောက်ရိုးရှင်းတာမရှိဘူးเนาะပြီးတော့ကျမတို့ရဲ့သွေးကြောထဲမှာဒါလောက်လိုင်ခေါင်းရှိတယ်ဆိုပါတော့ကျမတို့အစားအသောက်အများကြီးစားပြီးအစိတ်အတော့ကိန်းအောင်လာတဲ့အခါမှာ ဒီသွေးကြောထဲကနယံတွေကိုတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းအခုဆိုရင်ကြည့်နော်ဒီလိုမျိုးဝင်လို့ရတယ်နော်နောက်ပိုင်းမှာသူ့ရဲ့အစီအယွတ်အချွဲအပြစ်အရည်တွေကအားလုံးကကျမလက်ညိုးဒီလိုမျိုးဝင်လို့မရောက်အောင်ကိုအစီအယိအရွဲတွေကပိတ်ပြီးတော့ပိတ်ဆို့သွားလို့မှနှလုံးသွေးကြောချင်းပြီးလဲကျသွားတယ်အုံနောက်သွေးကြောပြတ်ပြီးတေသွားတယ်သွေးတိုးတယ်စီးချိုဖြစ်တယ်ဆိုတဲ့ဒီယောဂအမျိုးမျိုးကကျမတို့ရဲ့ဒီသွေးကြောကဝင်လို့မရတော့လို့ တွင်းလေပတ်မှုပိတ်သွားလို့ကျမတို့ယောဂအမျိုးမျိုးဖြစ်လာတာနော်ဟုတ်တယ်နော်အဲ့တော့ဒီတွေးကြောပါပါလေးနုနုရွရွရလေးရှိတဲ့ဒီတွေးကြောအတွင်းထဲမှာပိတ်နေတဲ့အစီအစိတ်အယိအရွယ်အချွဲအနစ်မလိုက်ကဲ့သို့ပိတ်နေတဲ့ဓာတွေကဘာနဲ့သွားတူတယ်လဲဖော့ဘူးနဲ့တူတယ်ဖော့ပါတဲ့ဖော့နဲ့တူတယ်ဒီအရာတွေကိုကျမတို့ကကောင်းတဲ့ငါးစီနဲ့တွန်းထုတ်ရမယ် အဲ့ဒါဆိုလို့ရှိရင်ခိုးကောင်းမလေးပြောတဲ့ပုံဆိုလို့ရှိရင်ကျမတို့ကသွေးကြောထဲကအဆိုင်ခဲဖြစ်နေတဲ့ဒီအရာတွေကိုဘာနဲ့တွန်းထုတ်မလဲလို့မေးခွန်းထုတ်ချက်တယ်။ဓာတ်နဲ့သွားထွင်းမလား။ပိုက်နဲ့ထိုးရမလား။အကုန်ပောက်ပြဲပြီးတော့မှချက်ချင်းတည်သွားမှာပေါ့။သွေးစိမ့်ပြီးတော့နော်။အဲ့ဒီယောဂမျိုးစုံမဖြစ်အောင်ဆေးမတောက်ရအောင်ဆေးကယောဂဖြစ်သွားရင်တောက်ရမယ်ဆိုတာမှန်တယ်။သို့တော့ဆေးမတောက်ရအောင်ကာကွယ်ရမှာကျမတို့တာဝန်ပဲမဟုတ်ဘူးလား။ ဆေးတိုင်းမှာအဖက်ရှိတယ်လေဆေးမတော့ချင်လို့ကျမတို့ဓာတ်စာပေါင်းများစွာကို ရှာပြီးမိဝဲတာလေခလောက်ထိမှအမိတတဲ့လူကဉာဏ်ပညာနဲပြီးအမှုသူများတဲ့လူလို့ယူဆတယ်ကြိုတင်ကာကွယ်ခြင်းကကုတချင်းနဲ့အများကြီးကောင်းတယ်ဆိုတာကိုကျမပြောနေကြပါကျမလို့အဟာရနဲ့ကျမရဲ့တန်တန်းစင်ထားတဲ့ဆ iam တယောက်အနေနဲ့ကျမရှင်းပြရမယ်ဆိုလို့ရှိရင် သွေးကြောအတွင်းထဲမှာရှိတဲ့ဒီအဆိုင်ကဲအကြီးအရွယ်တွေကကျမတို့အစားအသောက်ကနေကိန်းအောင်တယ်ဒါကိုငါးစီကောင်းကောင်းနဲ့ဖြိုခွဲမှသာလင်ရတယ်ကြံတဲ့နင်းမရှိဘူးဘလို့ငါးစီကကောင်းတယ်လဲပြောပြမယ်ကိုတောက်နေတဲ့ငါးစီကိုသုံးမျိုးစမ်းတက်နေကိုကျမတင်ပေးလိုက်မယ်ပထမတနည်းကဖော့ဆလေးလုံးဝအရင်မပြောဘူးဒါဆို ကျမမတောက်ဘူးနောက်တစ်မျိုးကဖော့ဆလေးကိုချက်ချက်ချင်းအေးပြောသွားစေတာဝုံတိုင်းဂုံခွန့်ဆိုပြီးတော့မှအဲ့လိုမျိုးဖြစ်သွားစေတာမတောက်ရဲဘူး ငါးစီအပြင်တခြားပစ္စည်းရောထားလို့နောက်ထပ်တစ်မျိုးကငါးစီကိုဖော့ဘူးပေါ်မှာဖြည်းဖြည်းလေးတင်ပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့အေးပျော်သွားတဲ့ဟာမျိုးလုံးဝအေးပျော်သွားရမှာနော်နည်းနည်းလေးမှဖော့ဘူးအဆိုင်ခဲမကြံခဲရတဲ့ဟာမျိုး very good အဲ့ဒါတေချာမှတ်ထားပါ ကျမပြောတဲ့စကားကိုကျမရခိုင်တော့အပြစ်တာဝန်ယူတယ်အဲ့ဒါကြောင့်တခါတလေကြားလို့ရှင့်လေလေတိလာစိတ်မကောင်းဖြစ်မိတယ်ဘာလို့လဲဆိုတော့လေဒီ online ကအရန်ခင်မီတိုးတက်နေပြီလေကျမတို့မြန်မာနိုင်ငံမှာအခုဟိုအရန်ဖွံ့ဖြိုးတိုးတက်နေပြီပြောရမှာပေါ့ကွာဒီ online ကိုအမိပြုပြီးတော့မှတချို့ကကောင်းတာလေးတွေပြောပြတယ်တချို့ကမကောင်းတာလေးတွေကိုပြောပြီးတော့မှ तू ဟိုဆယ်လီဖြစ်ချင်လို့လားအတန်းရှင်းရှာချင်လို့လားလည်းမသိဘူး ကိုပြောတဲ့စကားဆိုတာကိုတာဝန်ယူရတယ်ဆိုတာကိုသတိမိနေကြသလားမသိဘူးတကယ်လို့ဘ ഹു တတသိမရှိဘူးဆိုလို့ရှိရင်ပြောကြတယ်ဆိုလို့ရှိရင်စာအုပ်လေးဖတ်ဗိုက်တိမိတ်ဆွေတဲမှာဆရာဝန်တွေရှိလို့ရှိရင်လည်းဆရာဝန်တွေနဲ့ဆွေးနွေးပြီးတော့တိုင်ပင်ပြီးတော့မှဒီစကားကိုထုတ်ဖော်ပြီးပြောတင်တယ်လို့ပဲကျမကမာကျင်တာဘာလို့လဲဆိုတော့တချို့ကျမပြောပြပြီလေကျမတို့မြန်မာနိုင်ငံကဘ ഹു တုတအရန်နဲတဲ့နိုင်ငံလို့ပြောတာဘ ഹു တုတနဲတဲ့အခါကျတော့ online ဘုံကနေတက်လာပြီးတခုခုတက်လာပြီးဆိုဟာဟုတ်တယ်ဟုတ်တယ်ဟာဟိုမှာပြောပြီပြောပြီဟာဟုတ်တယ်ဟုတ်တယ် အဲ့လိုကြီးပဲဖြစ်နေတဲ့လူတော်တော်များတယ်လို့ကျွန်မမြင်တယ်အဲ့ဒါကြောင့်လဲကျွန်မကသတိပေးတယ်ဘာလေးပဲမြင်မြင် online အရာခင်မီတိုးတက်နေတဲ့ online ပေါ်မှာလူအမျိုးမျိုးစိတ်အဖုံဖုံနဲ့လာပြီးတက်လာပြီးတော့မှသူ့ရဲ့အယူသူ့ရဲ့စိတ်ထဲမှာရှိတဲ့အဆိုင်အခဲတွေကိုသူ့ဟာသူဖွင့်ချနေတာဒါကိုဘယ်သူမှတားမြစ်လို့မရဘူးဖွင့်ချနေတဲ့ဒီဝါဒတွေမှာအကောင်းလားအဆိုးလားဆိုတာဝေခွဲနိုင်တာကိုတော်ဝင်သတိကြရမှာကိုတော်ဝင် သုံးတတ်နိုင်ရမှာကိုယ့်ရဲ့ဉာဏ်စွမ်းအဲ့ဒါကြောင့်တခုခုမြင်လိုက်ပြီဆိုတော့အမလီကြီးစိုးရင်လိုက်တာဘာဖြစ်သွားပြီလဲမသိဘလို့ဖြစ်သွားပြီလဲမသိဘူးဆိုပြီးတော့မှအလကားရုံးရင်းဆန်ခတ်မဖြစ်နဲ့အတွေးခေါ်လေးနဲ့စာဖတ်ပါစာမဖတ်ချင်ဘူးဆိုလို့ရှိရင်ကို့အတိမိတ်ဆွေတွေကဆရာဝန်တွေကိုမေးပါကျမတို့လိုမျိုးအဟာရနဲ့ကျမရဲ့ဆရာမတွေကိုလာမေးပါကျမရှင်းပြမယ်အခုလိုမျိုးတခုခုမြင်ပြီးတော့မှဟာငါစီဆိုတော့တောက်ကောင်းတဲ့အရာမဟုတ်ပါလားဆိုလို့ရှိရင် oh my god baby ကျမအသက်ဆက်ပေးနေတာသူကအသက်ကိုတူအောင်လုပ်ပေးနေတယ်လို့ကျမကမြင်လိုက်ပြီ အဲ့ဒါကြောင့်ရမ်းစိတ်မကောင်းဘူးအဲ့ဒါပဲကျွန်မငါးစီနဲ့ပတ်သက်ပြီးလာရှင်းပြတာအလုပ်တွေအများကြီးလုပ်နေရလို့အလုပ်များနေပါတယ်เนาะအဲ့ဒါကြောင့်မလို့တိခံပေးပါအခုကားထက်မှာလာပြီးပြောပြီးတော့မှခဏနေကြရင်တင်ပေးမလို့ချက်တယ်ချက်တယ်အလောင်းကိုချက်တာအရန်အရန်တကယ်ချက်တာเนาะ ကျမရဲ့အခြေအနေနဲ့ဆိုရင်ကျမကကျမဖင်မကျင်းပဲနဲ့အေးအေးစစ်စစ်လေးနဲ့နေသွားလို့ရတယ်ဘသူမှလာစော်ကားခြင်းကိုခံရမှာမဟုတ်ဘူးဘင်းထိုင်ရင်ဘသူကအစော်ကားခံခြင်းမလဲအစော်ကားခံနေတဲ့ဂျားတရားနေထိုးပေါက်ပြီးတော့မှကျမရဲ့ဆိုင်ရာသူများမပြောရဲတဲ့သူများမသိတဲ့ဟာအားလုံးကိုပြောပြနေတဲ့ကျမကိုစော်ကားခြင်းစော်ကားကျမက fuck you ကိုမဆိုင်ဘူးအဲ့ဒါကျမလုတ်တဲ့ဂုသူဝါဒအခိုက်အမာပဲ ကုသိုလ်ပြုချင်ပါတယ်ဆိုရင်မအဲ့ဒါတွေကိုသွားဂယူဆိုင်နေတယ်ဆိုလို့ရှိရင်ကျမကုသိုလ်ဘယ်အောင်မြင်တော့မလဲဟုတ်တယ်နော် အကြောင်းနောင်ဘဝကြာရင်ကျမတရေသားတွေကိုဝင်တဲ့ကလေးတွေလည်းမိသားစုပျော်ရွှင်တဲ့မိသားစုပိုင်ဆိုင်ရမယ်ကျမကိုနိုင်ကလည်းဆော့ဆော့ဆီဆီမုတ်ဆုံးမှမဖြစ်ချင်ဘူးဖြစ်တယ်ယောက်ျားနဲ့အီအဲအဲအီအဲအဲတော့လှုပ်ချင်သေးတယ်လေကွာချွတ်ချွတ်နဲ့နဲ့နေချင်သေးတယ်လေကွာမိခိုလှုပ်ချင်တယ်လေကွာအခုလိုမျိုးချင်သိမ့်မနေရမှာမနေချင်ဘူးလေကွာအခုကမနေချင်လို့မရဘူးလေကွာဘာဖြစ်လို့လဲချွတ်ရင်သွားပြီပျက်စီးသွားပြီမရှိတော့ဘူးဆိုတဲ့အခါမှာကျမကဒီနေရာမှာမမမမကိုမွေးထားတဲ့ကလေးကိုတာဝန်ယူတဲ့အနေနဲ့ကျမရက်တည်ပေးရတော့မယ်လေကွာနော်အဲ့ဒါကြောင့် မလောက်ချင်လဲလောက်ရတယ်မနေချင်လဲနေရတယ်မရချင်လဲရရတယ်ဆိုတော့ဘဝကိုရောက်သွားတာပေါ့နော်အမျိုးသားလက်ကိုတွဲပြီးတော့မှမွေးနေ့တိုင်းမှာ surprise လုပ်ခိုင်းရတာကိုမလိုချင်မဲနေမလားအားလုံးလိုချင်တယ်ဒီလိုချင်တဲ့စံတာတစ်ခုကိုကျွန်မဒီဘဝမှာမရနိုင်တော့လို့မယူတော့ဘူးလေကွာနော်မရနိုင်တော့တဲ့ဟာကိုအတင်းကြီးသွားယူရင်ကျွန်မသူများမရင်ငယ်ဖြစ်ကောင်းဖြစ်မယ်လေမရမောင်လေးလက်ကိုမကြိုက်ဘူးလေနော်ကဲဟာတာအနေနဲ့ပြောလိုက်တာပါโอเคโอเคချက်ချက်